အားလုံးမင်္ဂလာပါ IDverse ကနေကြိုဆိုပါတယ်အခုဗီဒီယိုမှာ Arduino ကို Arduino Starter Kit သုံးပြီးတော့လေ့လာတော့မှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ Arduino Starter Kit ဆိုတာ Electronic နဲ့ Programming ကိုစတင်လေ့လာနေတဲ့လူတွေအတွက် အခြေခံပစ္စည်းစုံစုံလင်လင်ပါဝင်တဲ့ Basic Component Box လေးပဲဖြစ်ပါတယ်စတင်လေ့လာတဲ့အချိန်မှာပစ္စည်းတွေကိုတစ်ခုချင်းစီလိုက်ရှာပြီးဝယ်နေချင်မလို့တဲ့အတွက် beginner တွေအတွက်လည်းအဆင်ပြေပါတယ်။ Okay ဒါကတော့ အပဝင်ပစ္စည်းဖြစ်ပါတယ်။ Microcontroller အနေနဲ့တော့ Arduino Uno ပါလဲပါပါတယ်။ဒါ component တွေပေါ့နော်။ဒါအခြေခံ component တွေပါမယ်။ module တွေ Arduino နဲ့တွဲဖက်ချိတ်ဆက်ပြီးသုံးရမယ် module တွေပါမယ်။စင်ဆာတွေမှာဆိုလို့ရှိရင်လည်း temperature တွေအဲ sound sound အတန်အတန်ရဲ့ဒီအလင်းတို့ကို detect လုပ်မဲ့စင်ဆာတွေပါမယ်။ display တွေမှာဆိုလို့ရှိရင်လည်းဒါ Arduino ကနေပြီးတော့ဒီစာတွေပြန်ပြခြင်းတဲ့အခြေအနေမျိုးမှာ ပြလို့ရမယ်။ ဒီ display ၃မျိုးတော့ပါမယ် motor အနေနဲ့ solution နဲ့ servo motor လိုမျိုးဒီကရီနဲ့ထိန်းလို့ရတဲ့ motor တွေပါမယ် stepper motor တွေပါမယ်ဒါဟုတ်ကဲ့ဒါလေးကတော့ဒါ Arduino strike ထဲမှာပါတဲ့ပစ္စည်းတွေဖြစ်ပါလေဒါကြောင့်မို့ Arduino ကိုလေ့လာတဲ့အခါမှာ convenient လည်းဖြစ် cost effective လည်းဖြစ် time saving လည်းဖြစ်တဲ့ Arduino strike ကို Arduino စတင်လေ့လာနေတဲ့ beginner တွေကို recommend ပေးပါတယ် ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် IDverse ပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်